ရခိုင်ပြည်နယ်ရဲ့အစောပိုင်းတမိုင်းရခိုင်ဒေသဟာ85ရာစုနှစ်ကလေးကကုန်တွယ်ရေးနဲ့ယဉ်ကျေးမှုဖလှယ်မှုတွေရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နီးကပ်စွာတည်ရှိတာကြောင့်အိန္ဒိယပါရှန်အာရ်နဲ့အခြားအာရှဒေသတွေကလူမျိုးစုံရောက်ရှိလာခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။အထူးဖြင့်မူဆလင်ကုန်တီတွေဒီဒေသမှာအခြေချခဲ့ကြတယ်ဆိုတာအတိအမှတ်ပြုခံရပါတယ်ကိုလိုနီခေတ် ဗီဒီကြတွေမြန်မာနိုင်ငံကို1824 1826ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးရခိုင်ဒေသကိုတင်ပိုက်ခဲ့ပြီးနောက်အိန္ဒိယဘက်ဘင်္ဂလီလူမျိုးတွေကိုအလौဒမာဖြစ်ရခိုင်ဒေသထဲခေါ်ဆောင်လာခဲ့ပါတယ်။ဒီလူတွေရဲ့မှာမွတ်စလင်ဘာသာဝင်တွေအများပြားပါဝင်ခဲ့ပြီးသူတို့ရဲ့မျိုးဆက်တွေဟာနောက်ပိုင်းမှာရိုဟင်ဂျာလို့ကိုကိုကိုတတ်မှတ်လာခဲ့ကြပါတယ်။ရိုဟင်ဂျာဆိုတဲ့အတုံးနှုံရိုဟင်ဂျာဆိုတဲ့စကားလုံးဟာတမိုင်းမှတ်တမ်းတွေမှာရှေးကျတဲ့အတုံးနှုံတစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့ 1950နဲ့1960ခုနှစ်တွေမှာရခိုင်ဒေသမှာနေထိုင်တဲ့မွ슬င်ချိုးကသူတို့ကိုယ်သူတို့ရိုဟင်ဂျာလို့စတင်ခေါ်ဆိုခဲ့ကြပါတယ်။ဒီမီဟာသူတို့ရဲ့ဘာသာစကားယဉ်ကျေးမှုနဲ့အမတ်အသားကိုဖော်ညွှန်းတဲ့အတုံးနှုံးတစ်ခုဖြစ်လာခဲ့ပါတယ်။မြန်မာဆိုရနဲ့လူများရဲ့အမြင်မြန်မာနိုင်ငံမှာအဆိုရနဲ့လူမျိုးများစုရိုဟင်ဂျာဆိုတာတမိုင်းအိမ်မူလစာတီလူမျိုးတခုမဟုတ်ပဲကိုလိုနီခေတ်မှာအိန္ဒိယဘက်ကရှစ်ပြောင်းလာသူတွေရဲ့ မျိုးဆက်တွေသာဖြစ်တယ်လို့ယူဆပါတယ်။ဒါကြောင့်သူတို့ကိုဘင်္ဂလီလို့ခေါ်ဆိုပြီးတရားမဝင်ရှေ့ပြောင်းလာသူတွေဖြစ်သတ်မှတ်လေးရှိပါတယ်။ယိုဟင်ဂျာတွေရဲ့အမြင်ယိုဟင်ဂျာတွေကတော့သူတို့ဟာရခိုင်ဒေသမှာရာစုနှစ်များစွာကတည်းကနေထိုင်ခဲ့တဲ့ဌာနေလူမျိုးတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်။သူတို့မှာတီးခြားဘာသာစကားယိုဟင်ဂျာဘာသာစကားနဲ့ယဉ်ကျေးမှုရှိတယ်လို့ဖော်ပြကြပါတယ်။ ယိုဟင်ဂျာလူမျိုးလို့အတိမတ်ပြူတာနဲ့ပတ်သက်ပြီးပြောရရင်ဒီလူအုပ်စုကိုလူမျိုးတစ်မျိုးအဖြစ်အတိမတ်ပြူမှုဟာနိုင်ငံကအစ်စ်မှာအဓိကအားဖြင့်ပေါ်ပေါက်လာခဲ့တာပါဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာတော့ဒီလူအုပ်စုကိုလိုဟင်ဂျာလူမျိုးဖြစ်တရားဝင်အတိမတ်ပြူပါဘူးဒီအကြောင်းကိုအသေးစိတ်ခွဲခြမ်းကြည့်ကြရအောင်ဘယ်သူတွေကအတိမတ်ပြူတယ်လဲကုလသမဂ္ဂ UN နဲ့နိုင်ငံကအဖွဲ့အစည်းများကုလသမဂ္ဂ UN အပါအဝင်နိုင်ငံကလူ့အခွင့်အရေးအဖွဲ့အစည်းတွေ ဥပမာ Olgin Eshkurvi Mevur Ryev Renesius Rohingya ဆိုတဲ့အမည်ကိုအသုံးပြုပြီးသူတို့ကိုလူမျိုးစုတစုအဖြစ်အတိမတ်ပြုပါတယ်။ဒါဟာအထူးဖြင့်2010ခုနှစ်ခုနှစ်ရခိုင်ပြည်နယ်ကပလီပခတ်ရပြီး Rohingya တွေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရတဲ့အချိန်မှာပုံမထင်ရှားလာခဲ့ပါတယ်။ Desur ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံကလည်း Rohingya တွေကိုတီးခြားလူမျိုးစုတစုအဖြစ်ဖော်ပြလေးရှိပါတယ်။ အနောက်နိုင်ငံတွေဥပမာအမေရိကန်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့အချို့သောမွတ်စလင်နိုင်ငံတွေဥပမာမလေးရှားအင်ဒိုနီးရှားတူရကြီးရိုဟင်ဂျာဆိုတဲ့အတုံးနှုံးကို လက်ခံပြီးသူတို့ကိုလူမျိုးတစ်မျိုးအဖြစ်အတိမတ်ပြုပါတယ်ဒါဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရင်းနဲ့နိုင်ငံရေးအဖြစ်အားပေးမှုတွေမှာထင်ရှားပါတယ်ရိုဟင်ဂျာလူတို့သူတို့ကိုသူတို့ရိုဟင်ဂျာလူမျိုးဖြစ်သတ်မှတ်ပြီးဒီမီကို1950နဲ့1960ခုနှစ်လောက်ကတည်းကစတင်အသုံးပြုခဲ့ပါတယ် သူတို့ဟာရခိုင်ဒေသမှာရာစုနှစ်များစွာကတည်းကနေထိုင်ခဲ့တဲ့ဌာနေလူမျိုးစုတစုဖြစ်တယ်လို့သူတို့ကဆိုပါတယ်။မြန်မာဆိုရဲ့အယတားဆိုရရောစစ်ဆိုရရောရိုဟင်ဂျာဆိုတဲ့အမည်ကို လူမျိုးတစ်မျိုးဖြစ်တရားဝင်အတိမတ်ပြုပါဘူးဒီလူအုပ်စုကိုဘင်္ဂလီလို့ခေါ်ဆိုပြီးကိုလိုနီခေတ်ဒါမှမဟုတ်နောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ဘက်တရားမဝင်ရှေ့ပြောင်းလာသူတွေဖြစ်သတ်မှတ်ထားပါတယ်။1980နှစ်ခုနှစ်နိုင်ငံသားဥပဒေမှာသတ်မှတ်ထားတဲ့တိုင်းရင်းသား135မျိုးထဲမှာ ်လိုဟင်ဂျာဆိုတာပါဝင်မလာခဲ့ပါဘူးဒါကြောင့်မြန်မာနိုင်ငံမှာသူတို့ဟာတရားဝင် နိုင်ငံသားဖြစ်အတိမတ်ပြုခံရပါဘူးယိုဟင်ဂျာလူမျိုးလို့အတိမတ်ပြုတာဟာအဓိကအားဖြင့်နိုင်ငံတကာအတိုင်းဝိုင်းနဲ့ယိုဟင်ဂျာတွေကိုယ်တိုင်ကလုံးဆောင်တာဖြစ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာတော့ဒီအတိမတ်ပြုမှုကိုလက်မခံပါဘူးဒီအကြောင်းဟာတမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာရှုပ်ထွေးမှုတွေရောရှက်နေတဲ့ကိစ္စတစ်ခုဖြစ်ပြီးဘယ်သူကအတိမတ်ပြုတ်တယ်လဲဆိုတာဘယ်မြင်ကနေကြည့်တယ်လဲဆိုတဲ့ရှုထောင့်ပေါ်မှာမူတည်နေပါတယ်